ဂျေကာရစီနဲ့အာမိုးစီယာပြန်လာကြတဲ့ရူရိုတို့ကပြင်ရတဲ့ကြားထဲကက်စတာမိုင်မိုးရဲ့ဆောက်တလဲပေါက်ကကြီးကိုနားထောင်နေကြပါလိမ့်ပုံမှန်ဆိုရင်ဂရိစာသာကားမောင်းပေမဲ့ဒီခေါက်မှာတော့အန်ဂျင်ကစတီယာရင်ကင်ထားပါလိမ့်ကားမောင်းတော့ပြင်လာလို့အန်ဂျင်ကဂရိစမောင်းရဲ့လှုပ်စီလှုပ်စီနဲ့ကွာငါမောင်းရဲ့ထောပတ်လေးပဲရှော့ဆူပဲဂျိုင်နဲ့ဖြတ်မောင်းရင်တော့ဘာမှသိလိုက်မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးကြောက်ကန်းမကြီးပေါ်ကတ်တီနဲ့မောင်းချပလိုက်တာအုံငနဲ့တစ်ဖွဲလုံးဖင်ဆောင်သွားကြပါလိမ့်အာမိုးစီယာရခဲ့တဲ့ဒန်ဟာရီကြောင့်ရီယိုတယောက်နာကျင်နေရပါလိမ့် ရမ်လီရဲ့ဘန်နာကတည်စီနိုင်တဲ့ဒဏ်ဟာကိုပဲကူပေးတာဖြစ်ပြီးတော့အသေးပွားလေးတွေကိုတော့မတက်ရောက်နိုင်ပါဘူး။ရှင်းရှင်းပြောရင် Mobile Legend တွေက Immortality Item နဲ့ HOK တွေက Sage of Century လိုဟာမျိုးဖြစ်ပါတယ်။ပြန်မဲရှင်းစီပါတယ်။သွေးတော့မဖြည့်ပေးပါဘူး။ဇန်ကာတော့ရလာတဲ့ဒဏ်ဟာတွေကအာမိုးကြောင့်ဆိုတာထက်ဒမ်စီကြောင့်ဖြစ်တာပိုများနေလို့ကောနေခဲ့ပါတယ်။နောက်တော့ကားမောင်းနေတဲ့ဈေးကန်တစ်ခုကိုတွေးလိုက်တာကြောင့်ဒဏ်ဟာတွေကိုဆေးထဲဖို့ခဏတစ်ဖြုတ်နားလိုက်ကြပါတယ်။လူတို့တယောက်ကတော့ဒီနေရာကိုရင်းနှီးလို့ဖြစ်နေပြီးတော့ပြန်တွေးကြည့်တော့မှ အပိုင်းသုံးလုံးကဈေးကူပေးခဲ့တဲ့ယောက်ျားကြီးလို့ခေါ်လို့စိတ်ဆိုးသွားတယ်။မင်းတို့ကြရဲ့လှပကေးဆရာမလေးပဲဖြစ်နေတော့တာပါ။နောက်တော့ကာချီယာကူတာရဲ့အဖွင့်သချင်း intro ဆောင်းလိုင်းကိုမြင်လိုက်ကြပါတော့တယ်။ဆရာမလေးကမျိုးရေကဈေးကန်းနေဒီဈေးကန်းကိုပြောင်းလာဖြစ်ပြီးတော့သူ့ရဲ့လူနာကဈေးပဲကူပါဆရာမရဲ့မအော်ပါနဲ့နားတွေကွဲထားတော့မှမဟုတ်လို့တောင်းမှန်နေပေမဲ့ဆရာမလေးကတော့ငါဈေးကူတာခံရင်စောက်စကားများနေလို့ပဲပြန်ပြီးတော့ကောနေတာပါ။ဒီနေ့ကဆရာမလေးရဲ့မြီးတွေလာလဲမဲ့နေပဲဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့လူနာအောင်ဆေးမြန်ကူပေးလိုက်ပြီးတော့ဆရာအောင်မလေးကဖော်ရီလုံးတော့နောက်ကိုလီမမလာဘူးဟာလို့ပြောပြီးတော့ထွက်သွားခဲ့ပါလေအန်ဂျင်အားကြောင့်ခမားစီဘသူမှလာမကူကျင်တာလို့ပြောလိုက်ပြီးဆရာအောင်မလေးကတော့အဲ့လိုစောက်တော်သားတွေကိုလည်းငါစပြာမုံတော့ကူမပေးချင်ဘူးလေလို့လုံးဝမလျှော့ပဲနဲ့ပြန်ဖြဲလိုက်ပါလေစကနေတယ်မုန်ကထရဲရွေးယူပကချောမောလာပါတဲ့ဘွားတော်အန်ဂျင်ကသဘောကျလို့ခဏခဏလာကုနေတာဖြစ်ပြီးသူမတစ်ချိန်လုံးကအစိမ့်သိညဉ့်ညမ်းနဲ့ရာဝတ္ထုပစ္စည်းတွေကိုလေးလာပြီးတော့ယောဂါရီတက်ဈေးဝါးတွေစူးစမ်းရှာဖွေခဲ့ပါတယ် ဒါမဲ့အလုံးလုံးတာများသွားပြီးတော့ error တက်သွားကြအောင်မမလာလာဆရာအောင်မာလေးကနေအခုလို့ဦးစားမင်းသာအပြိုးစင်လာပကေးလေးဘွားကိုကူးသွားခဲ့ရတာပါမင်းတို့အကြိုက်လေးပဲပေါ့လာပကေးဆရာအောင်မာလေးကသူမရဲ့နာမည်က Alice Teresa မို့လို့ဘွားတော့ဘွားတော့လို့မခေါ်ကြဘဲနဲ့နာမည်ကိုပဲခေါ်ဖို့အတွက်အော်ငေါက်လိုက်ပါလေအဲချိန်သူ့ရဲ့မြည်းတွေရောက်လာခဲ့ပြီးတော့သူတို့ကတော့တခြားသူမဟုတ်ပဲကျွန်တော်ရဲ့ကောင်မာလေးနဲ့မျက်နှာဖုံးချုပ်ပေးတဲ့ကောင်သီးရောက်ဖာ Orchestra ဖြစ်နေခဲ့တာပါကောင်လေးရဲ့နာမည်တော့မှတ်မိတော့ပါဩဂတ်ကအဖွားလုပ်ပြီးတဲ့မုတ်တွေကကောင်းလဲမကောင်းလို့ပြောလိုက်ပြီးတော့အသေးစားကနေပြီးတော့ကောင်မလေးရဲ့သူမတို့ရဲ့မိဘတွေက ကာကာကြီးဒီကုံကြရဖြစ်တာကြောင့်ဈေးကူကျန်းတဲ့ဖွားဖွားစီမှာဒလာတခါဈေးကူတင်ကြတာပါလို့ပြောပြလိုက်ပါတယ်။အယ်လွန်နဲ့ရူဒိုတို့အားလုံးဈေးကူပေးလိုက်ပြီးတော့ဩဂတ်ကမင်းတို့ကကားပိုင်ငါတို့ပါလိုက်ခဲ့မယ်လို့ပြောလိုက်ရင်မိုးတရားလည်းမကောင်းဘူးကွာဆိုပြီးတော့အသကုံကြိတ်နေပါတယ်။ညီမဖြစ်သူကတော့ကားနဲ့လိုက်ဆိုင်ကြီးကဘယ်သွားထားမှာတုံးလို့ပြောနေပြီးညာဖုံးနေ OK လားလို့ဩဂတ်ကမေးလိုက်တော့အန်ဂျင်ကနောက်မှပဲပြောပြမယ်လို့ပြောလိုက်ပါတယ်။အယ်လွန်နဲ့ဩဂတ်ဆဲခဏနေကြရင်တိန်လွာကြတော့မှာနော်။အမိုက်ပြီးပြီးမသေးချင်းမိုင်းဖန်လေးလို့ဂူအောင်မို့တော့နေရာရှာတောင်းလို့ပြောလိုက်ပြီး ဟာလီဂျမ်စင်ကြီးကိုမောင်းပြီးတော့ထွက်သွားခဲ့ပါလေ။တိန်လွန်ဖြတ်တယ်ဆိုတော့အမိုက်တွေရွာချတဲ့မုံတိုင်းကိုပြောတာပဲဖြစ်ပါလေ။အဲလိုနဲ့ပထမဆုံးပြုတ်ကျလာတော့ DB ဖြစ်ပြီးတော့ဂေါ်ရီဝဲရီရဲ့ဒန်နီဝဲရီရဲ့ဂျီရီဝဲရီရဲ့ဘက်ထရီကိုခံပြတ်ဒီဝဲရီရဲ့သတင်းစာဆောင်ဟောင်းဒီဝဲရီရဲ့အဲလိုမဟုတ်ပါဘူးကိုအလုံးနဲ့မအကုန်ဒုက္ခပဲ။ပလင်းကွန်ဘူးကွန်တန်မုံပလက်ကျုပ်အကုန်လုံးတစ်ခုပြီးတစ်ခုတဖုံးနဲ့ရွာချလာပါတော့တယ်။အဲအဲ့လိုပြောချင်တာပါ။ ဒါကတော့ဇလုံးကဘာမှာအမိုက်တွေများလာလို့ရှိရင်တဏှာကိုပြောင်းရွှေ့ကြတာဖြစ်ပြီးတော့လမ်းကြောင်းတစ်လျှောက်လုံးမှာအမိုက်တွေကိုကျဲသွားတတ်ကြပါလိမ့်။ဒီဘက်ကြောင့်ပဲအမိုက်ပြီးသေးတဲ့မသားတွေမနှဲတော့သလိုဒီဘက်ကြောင့်ပဲအောက်ကဘာလူတွေကဇလုံးပေါ်ကလူတွေကိုပထွေးမုံမုံကုန်ကြတာပါ။ဒီခံနိုင်တော့လို့မိုးပေါ်တက်ပြီးတော့လမ်းစားချီတဲ့လူတွေလည်းနေချားမင်းကိုမဖျက်ခင်ပါပဲအကုန်လုံးမသားပေါ်ကုန်ကြပါလိမ့်။လူတို့ကမြေအောက်ကဘာပေါ်ကြားမလာခင်ရတခုခုမြင်ခဲ့ရသလိုပဲလို့ပြောပြပြီးတော့အဲ့ခံသားချက်ကိုတော့မပြောပြတတ်ဘူးလို့လူတို့ကပြောပါလိမ့်။အဲ့ဒီမှာအဲ့ဂျူမမဆယ်မှုစီကဖုန်းဝင်လာပြီးတော့အဲ့ လယ်စုပ်ဝင်လာပြီးတော့ဌာနချုပ်ကိုပြန်လာရဲ့နောက်လမ်းကနေကိုယ်လာခဲ့လိုက်လို့ပြောလိုက်ပါလေအကြောင်းတော့ရှေးဘက်ဘက်မှာနည်းနည်း coin စုပ်နေလို့ coin တက်နေလို့ဖြစ်ပါလေဒုက္ခပဲအဲ့လိုနဲ့အန်ဂျင်တို့လည်းနောက်ကနေလမ်းဝင်လာကြပြီးတော့ရှေးဘက်ပေါက်မှာတော့မာရော်တာတွေကဌာနချုပ်ကို RPG နဲ့ထူပစ်လိုက်ပါလေလူတော်ဌာနချုပ်သွားကူကြအောင်လို့အန်ဂျင်ကိုပြောပေးမယ်အန်ဂျင်ကတော့လူမဲနေမင်းကခုမှပြန်လာတော့ငါတို့လည်းအားနာပါအောင်လို့ပြန်ပြောလိုက်ပြီးခဏနားကြမယ်လို့ပြောလိုက်ပါလေမာရော်တာတွေကရူတို့လိုစလုံးဘွားလူကိုလက်ခံပေးထားလို့တန်ရှင်းဌာနချုပ်ကိုဒိတ်နေကြတာဖြစ်ပါလေ ဒါကြောင့်ဌာနချုပ်တစားစီမှာဖြည့်ချင်ရင်ရူတိုအခုစင်းထုတ်ပေးလိုက်လို့ပြောနေပြီးတော့မမဆယ်မီယူကလော့စပီကာနေတစင်းမင်းတို့ကတော်တော်တတ်တိကောင်းနေကြတယ်ဟာလားဘယ်ပရိအားကိုနဲ့လဲလို့ဖြဲလိုက်ပါတော့တယ်တကယ်တော့မာရိုတာတွေကအောင်လွှဲနေကြပဲဖြစ်ပြီးတော့သူတို့တွေကတချို့ကောင်တွေကတော့စကန်နဲ့ကိုခိုးပြီးတော့ဝင်နေကြပါပြီစောက်ကောင်မနေနဲ့ရှေးမဲ့နောက်နောက်ဘဝဒါအစကားများမနေနဲ့ဟာဆိုပြီးတော့အခုစင်းထုတ်ပေးဆိုပြီးတော့ထုတ်ပေးလိုက်လို့ပြောနေကြတော့ဆယ်မီယူကငါမိမမမဟုတ်တာဟာလို့ပြောလိုက်တာတော့အားလုံးလဲကြောင်သွားကြပါလိမ့်ပြီးတော့မှကျွန်မအစားတာပါရှမ်းလို့ပြောပြီးတော့ကြည်စားလို့နေခဲ့ပါတယ် မာရတာတွေကစကန်ကိုအာဘီဂျီနဲ့ထုလိုက်ပြီးမဲ့စကန်ကဘာမှဖြစ်မသွားပဲစကန်နဲ့ခိုးဝင်မဲ့ဆိုရင်ကောင်လေးလက်နန်ကိုဖောက်မရတာကြောင့်လက်လျှော့ပြီးတော့ပြန်လာခဲ့ကြပါလိမ့်အဲဒီအချိန်စကန်နဲ့မာရကြောက်ဝါလန့်အားနဲ့ဒီဗီထိုင်ကြီးနဲ့ကောင်တကောင်တွေ့ရမှာပဲဖြစ်ပါလိမ့်မမဆေမီယူကလူကိုယ်တိုင်အပြင်ကိုထွက်လာပြီးတော့စကန်နဲ့ဝင်ဖို့ကခွင့်ပြုချက်လိုတယ်ခွင့်ပြုချက်မရှိဘဲနဲ့ဝင်လာဆန်းကြည့်လိုက်လို့ပြောလိုက်တဲ့အခါငနေသားလေးကအာဘီဂျီနဲ့ထုပြစ်လိုက်ပါလိမ့်ဒါပေမဲ့မမဆေမီယူကတော့မျက်မှန်စွမ်းနဲ့ဒုံးကြီးကိုရှောင်လိုက်ပြီးတော့လက်နဲ့ဖမ်းကမာရတာတွေဘက်ကိုပြန်ပြေးပေးလိုက်ပါလိမ့် ဒါတော့မာရိုတာတွေလည်းကြောင်သွားပြီးတော့တနက်နဲ့ဝိုင်းပြကြတဲ့အခါမမဆေမီယူကဂျီဇန်တွေအားလုံးရှောင်လိုက်ပြီးတော့ဘရူးစီကွက်လေးနဲ့စကန်မိုင်းလေးတွဲမာရီအားလုံးအမောက်သိပ်ပေးလိုက်ပါတယ်။ပွဲပြီးသွားရူတိုတို့လည်းမြန်မာဘောကားတွေကဘာမှသုံးစားများတဲ့ကိုလာရွှေတို့လိုနောက်ကျမှရောက်လာပြီးနေရာကျန်းလိုက်တာဆောင်းဝမ်းမိုက်တယ်လို့အန်ဂျင်ကကြီးကျူးလိုက်ပါတယ်။ဆေမီယူကတော့မာရိုတာခေါင်းဆောင်ရဲ့ခေါင်းကအမွေကိုကိုင်းပြီးတော့ဟဲ့ကောင်ငါတို့စီမှာရူတိုရောက်နေတာနေတော့ဘဲကောင်သတင်းပေးလိုက်တာလဲလို့စင်ပေးပါတော့တယ်။ဒါမဲ့ဘာမှပြန်မဖြေကြအောင်အန်ဂျင်က ဒါဟိုကောင်တွေလက်ချက်ပဲပြေးရမယ်လို့ကောက်ချက်ချလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့အကောင်းကြိုက်တဲ့ဘိုးကြီးတယောက်ကိုတွေ့ကြရမှာပါ။ဒီဘိုးတော်ဟာရက်ဆိုလဲအကောင်းစား၊ဟင်းဆိုလဲအကောင်းစား၊ဝေတာဆိုလဲအကောင်းစားနဲ့လောကစည်းစိမ်ကိုပြေးဝခံစားနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြေးဝစိန်ယူတတ်တဲ့သူ့အတွက်မျက်စိစိမ်မွေးစူးစေတာကတော့ဆိုင်မာလာထိုင်တဲ့ရူရိုတို့တတိုက်ပါပဲ။ဒီကောင်တွေကစုတ်ဒီစုတ်ပဲနဲ့မိုင်းဖန်လိုလိုဆိုင်ကားဖန်လိုလာလုံနေပြီးတော့အန်ကြီးရဲ့မျက်လုံးတွေကလည်းဟိုလူကိုမျက်ဆောင်ထိုးဒီလူကိုမျက်ဆောင်ထိုးနဲ့ဖြစ်နေတော့တာပါ။ဘိုးတော်ဟိုလူကိုဘလိန်ဒီလူကိုဘလိန်လုံနေပြီးတော့ရူရိုမြင်လိုက်ရတာနဲ့ ဟာဒီကောင်ရုပ်ကြဆောက်ကြတဲ့ဖြဖြတုံးတာကွာလို့ပြောပြီးတော့စံမနေနိုင်တော့လို့ချက်ချင်းပဲပြေးထွက်လို့သွားခဲ့ပါတော့တယ်။အန်ဂျင်တို့ကဇိမ်မီနေပြီနဲ့စားစားရှိတာစားနေပြီးတော့လူတို့ကကျွန်တော်တို့ကဘယ်လိုချိန်နေတော့မှဆိုရေးပေါ်အသင်ရှိနေမှာမဟုတ်လားလို့မေးလိုက်တဲ့အခါဟုတ်တော့ဟုတ်ပြီမဲ့ဘောင်းသင်းနေနဲ့စားသားတော့နောက်ထပ်တိုက်ပွဲသေးတွေတို့ကအားပြည့်စီလေလေးလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့လိုတန်ရှင်းအဖွဲ့တွေကိုမုံနေသူကနဲတာမှမဟုတ်တာလို့ပြောပြလိုက်ပြီးဒီနေ့ရောက်လာတဲ့မာရိုတာတွေဆိုရင်အများနဲ့ဆယ်မီယူတယောက်တည်းမောင်းထုံနေကြပဲလို့ပြောပြလိုက်ပါတယ်။ ဒီကောင်လေးစကေးနဲ့ဆမ်ပီကိုနိုင်မှုဆိုရင်နောက်ထပ်နှစ်ထထောင်လောက်လေးကျအောင်မလို့အန်ဂျင်ကပြောနေပြီးရူဒိုကအဲ့လောက်ကျန်းနေလဲဘာလို့အဲ့ဂျူလုံးနေရသေးတာလဲလို့မေးလိုက်ပါတယ်တကယ်တော့ဆမ်ပီရဲ့မျက်မှန်တွေကတခြားဂေဘာရီလိုတိုက်ခိုက်နိုင်စွမ်းတိတ်ပြီးတော့မရှိပဲအရာရာကိုသိမြင်နိုင်တဲ့အမြင်မျိုးကိုပဲပြသပေးနိုင်တာအကြောင်းဖြစ်ပါတယ်ဒါမဲ့ဆမ်ပီကိုယ်တိုင်ကလည်းအပြင်ထွက်တိုက်ခိုက်ရတာထက်ရုံမှထိုင်ပြီးတော့ပေါက်ကရစာအုပ်တွေဖတ်နေရတာပို့ပြီးတော့ကြိုက်နေတာပဲဖြစ်ပါတယ်ကိုတန်မိုးထားတဲ့ပစ္စည်းတွေကိုပြေးဝအောင်ချခြင်းနဲ့သူတွေကတိုက်ခိုက်သူတွေဖြစ်လာပြီးတန်မိုးထားဆောင်းဆောင်းခြင်းနဲ့သူတွေကတော့ရုံးဝင်တန်းတွေဖြစ်လာကြတဲ့သဘောပါ ိုင်တော့တို့သူတို့နဲ့အတူတူဓမင်းလာစားတဲ့ချိုင်းဖွဲကဂေဘာတွေလည်းရောက်လာခဲ့ကြပါတယ်။သူတို့တွေကတယောက်ကတလောကချိုးချင်းကြိုက်တဲ့ရူဒိုနဲ့မတည့်တဲ့ကောင်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ဂေါ်စီလာဝတ်စုံဝတ်ထားတဲ့ကောင်မာလီတယောက်ပဲဖြစ်ပါတယ်။နာမည်ကတော့ Guitar Happy Fantasy Ra နဲ့ Dia Santa တို့ပဲဖြစ်ပါတယ်။သူတို့ကအနာဂတ်တန်ရှင်းသမားတွေဖြစ်ကြပြီ။သူတို့ရဲ့နီးပြားကတော့ Bro Santa ပဲဖြစ်ပါတယ်။ Guitar ကရူဒိုနောက်အသေးကပ်နေပြီးတော့ဆက်လုံးကဘာကလူတွေအကြောင်းကိုမေးနေပါတယ်။ဒါကြောင့် engine ကအဲ့ဒီအကြောင်းတွေအပြင်ဘက်မှာမပြောနဲ့လို့မှားလိုက်ပြီးတော့ မော်တာရီရူတို့ကြောင့်ဘလို့သိလဲမေးကြည့်လိုက်တော့လူတောက်ကဘားထဲမှာလာပြောသွားဖြစ်တဲ့အကြောင်းကိုပြောပြနေပါတယ်ရူတို့ကတော့ဘာကောင်းလဲရောက်လာမှမသိတာကြောင့်စိတ်ညစ်နေပြီးတော့အဲ့ချိန်ဘေးနားနေလူတောက်ကမင်းနောက်ကိုတယောက်လိုက်နေလားလို့မေးလိုက်ပါတယ်နောက်တော့သူကအခုတော့လူတောက်နောက်ကိုအဖွဲတွေလိုက်နေလို့ကြားတယ်လို့ပြောလိုက်ပြီးဂူးဆိုင်အောင်တော့ညီလေးအခုကရိုက်တာတွေမှာခေါင်းဆောင်အသစ်ဖြစ်သွားပြီလို့ပြောလိုက်ပါတယ်နောက်တော့သူကရိုက်တာတွေရှာနေတာဒါမျိုးဟာလို့ပြောလိုက်ပြီးတော့အာမိုးရဲ့ဖက်နှက်တွေကိုထုတ်ပြလိုက်ပါတယ်သူရဲ့လက်ထောက်တယောက်ကလည်းဝေးယုံတွေကိုချွတ်ပစ်လိုက်ပြီးတော့အဲ့လူကငါမင်းကိုတရင်တခု free payment ညီလေး ရိုက်တာခေါင်းဆောင်အသည့်ဆိုတာငါပဲလို့ပြောလိုက်ပါတော့လေအချင်းဘာတီဗီမှာတော့မကြခင်လာတော့မဲ့မုံတိုင်းတစ်ခုကိုကျင်းထားနေတာပါရိုက်တာခေါင်းဆောင်ရဲ့စကားဆုံးတာနဲ့ရူဒိုတို့အားလုံးကဝင်တိုက်ခိုက်လိုက်ကြပြီးခြေစင်တော်ပေါ်တယ်ဖောက်ပြလိုက်တာကြောင့်ရူဒိုတို့အားလုံးရူဗီယန်တို့ကလွင်အကုန်လုံးပါသွားကြပါလေသူတို့ရောက်လာကြတာကတော့ရိုက်တာတွေရဲ့ဌာနချုပ်ဖြစ်ပြီးတော့ခင်းအောင်မီးအိမ်တွေကိုကင်ထားတဲ့ရိုက်တာတွေနဲ့အန်ဂျင်တို့ရဲ့တိုက်ပွဲကြီးကစတင်လာခဲ့ကရူဒိုကမင်းတို့အာမို့ဘာလို့ပြလိုက်ကြလဲလို့မေးလိုက်ပါတော့တယ်